မြောက်ကိုရီးယားကိုတော့မဘန်းခဲ့တဲ့အမေရိကန်ဟာမြန်မာနိုင်ငံကိုတော့တကယ်ကြီးဗီဇာဘန်းသွားခဲ့ပါပြီ။အားလုံးပဲမင်္ဂလာပေါင်းပကံအတတင်းမဲ့ channel ကနေကြိုဆိုပါရစေ။ American Tamara Donald Trump ဟာ2025ခုနှစ်ဇွန်လ4ရက်နေ့မှာပဲမြန်မာနိုင်ငံပါဝင်နိုင်ငံ12ခုမှနိုင်ငံသားများအတွက် American နိုင်ငံသို့ဝင်ရောက်ခွင့်ကိုအပြည့်အဝပိတ်ပင်နဲ့ Executive Order အသစ်ကိုလက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါရစေ။ဒီပေပင်မှုဟာ2025ခုနှစ်ဇွန်လ9ရက်နေ့မှာစတင်ကျင့်သုံးမှာဖြစ်ပြီးမြန်မာနိုင်ငံသားများအတွက် American တို့ဝင်ရောက်ခွင့်ကိုအပြည့်အဝပိတ်ပင်ထားပါတယ်။ အဲ့ဒီအမိန့်အရမြန်မာနိုင်ငံသားများဟာအမေရိကန်နိုင်ငံသို့အမြဲတမ်းနေထိုင်ခွင့် immigrant visa သို့မဟုတ်ယာယီဗီဇာများဖြင့်ဝင်ရောက်ခွင့်မရှိတော့ပါဘူးမြန်မာကိုဗီဇာဘန်းရတဲ့အဓိကအကြောင်းရင်းအမေရိကန်အစိုးရဒေါ်နယ်ထရန့်ရဲ့အစိုးရမြန်မာနိုင်ငံဟာမူဝါဒချမှတ်ထားတဲ့ပြန်ပို့ရေးဆိုင်ရာဆက်ဆံရေးကိုပြက်ကွက်ခဲ့တယ်လို့ဆိုပါတယ်။အခုလိုတရားဝင်ဘန်းရတဲ့အကြောင်းကတော့နံပါတ်၁ချက်ဗီဇာတက်တန်းကြော်နေမှုနှုန်းမြန်မာချင်းကြောင့်ပါ။အမေရမြန်မာနိုင်ငံသားတွေဟာအမေရိကန်သို့ဝင်ရောက်ပြီးတဲ့နောက်ဗီဇာတက်တန်းကြော်နေမှုနှုန်းကအတော်မြင့်မားတယ်လို့ဆိုပါတယ်။ ဥပမာအားဖြင့် B1 B2 ခီးသွားတဲ့စီးပွားရေးဗီဇာမျိုးစားများအတွက် overstay rate က29.39ရာခိုင်နှုန်းတိရှိနေပြီး FMJ ကျောင်းသားနဲ့ပညာရေးဆိုင်ရာဗီဇာမျိုးစားအတွက် overstay rate ကတော့42.19ရာခိုင်နှုန်းတော့မှရှိပါတယ်။ဗန်ရတဲ့နောက်ထပ်အကြောင်းအရာတစ်ခုကတော့မြန်မာဟာပြန်ပို့ရလို့အပ်တဲ့နိုင်ငံသားများကိုလက်ခံရန်မပူပေါင်းတဲ့အတွက်ပါ။ American ဆိုရအနေနဲ့ပြန်ပို့ရလိုအပ်သောမြန်မာနိုင်ငံသားများကိုမြန်မာဆိုရကလက်ခံရန်မပူပေါင်းကြောင်းဖော်ပြထားပါတယ်။ ဒီအခြားအမေရိကန်နိုင်ငံရဲ့လူဝင်မှုကြီးကြိမ်နဲ့တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေနိုင်တယ်လို့ဒေါ်နယ်ထရန့်ကဆိုထားပါတယ်။နံပါတ်3ချကတော့အထောက်အထားစစ်ဆေးမှုစနစ်များမလုံလောက်ခြင်းပါ။မြန်မာနိုင်ငံဟာနိုင်ငံသားများရဲ့ကိုယ်ရေးအချက်လက်များနဲ့လက်မှတ်များကိုထုတ်ပေးခြင်းနဲ့စစ်ဆေးခြင်းစနစ်များမလုံလောက်ကြောင်းအမေရိကန်အစိုးရကသုံးသပ်ထားပါတယ်။ဒီအချက်ကြောင့်အမေရိကန်နိုင်ငံသို့ဝင်ရောက်လာတဲ့မြန်မာတွေရဲ့နောက်ကန်စစ်ဆေးမှုတွေကိုပြုလုပ်ရန်ခက်ခဲတယ်လို့ဆိုပါတယ်။အမေရိကန်မှာဗီဇာတက်တန်းကုန်ပြီးတဲ့နောက်မှာတော့မပြန်လာတဲ့မြန်မာလူမျိုးအရေးအတွက်မှာ DPP တိုးတက်လာပြီး DHS ရုံအတွက်မိသည့်အတိုင်းအတာများစောင့်ရက်ခြင်းမရှိကြောင်းကိုဆိုရကညွှန်ပြထားပါတယ်။ဒါ့အပြင်မြန်မာနိုင်ငံက2025ခုနှစ်မတ်လ14ရက်နေ့မှာထုတ်ပြန်ခဲ့တဲ့ Executive Order 1416အောက်မှာရှိတဲ့အနီရောင်အစဲတက်မှတ်ချက်မှာပါဝင်နေပါတယ်။ဒီစင်တက်မှတ်ချက်မှာပါဝင်တဲ့နိုင်ငံတွေထဲကနိုင်ငံသားတွေဟာ American နိုင်ငံကိုဝင်ရောက်ခွင့်ကိုအပြေအဝါပိတ်ပင်ခံရမှာပါ။နောက်တစ်ချက်ကတော့အားလုံးသိတဲ့အတိုင်းပြည်တွင်းမြေငိမ့်တက်မှုပါဒေါ်နန်ထရပ်လိုစီးပွားရေးပဲသိတဲ့တမနာတအူဟာဒုက္ခရောက်နေတဲ့နိုင်ငံကိုလက်ကမ်းကူမလားရင်းနှီးသူဝါကူထိုးမလားဆိုတဲ့တွေးဟာကအခုတော့ဖြေပေါ်သွားပါတယ် ကဲအခုဆိုရင်တော့အမေရိကန်မှာလက်ရှိနေထိုင်နေတဲ့မြန်မာပြည်သူတွေကရောဘလို့ဆက်ဖြစ်ပါလဲအဲ့ဒါတော့သိစိတ်မပူပါနဲ့အမေရိကန်တွင်းမှာရှိတဲ့မြန်မာနိုင်ငံသားများအတွက် temporary protected status TPS ကို2025ခုနှစ်နိုဝင်ဘာလ25ရက်နေ့ထိတည်တံ့တိုးပေးထားပါတယ် TPS တည်တံ့တိုးမှုကအမေရိကန်နိုင်ငံတွင်းမှာရှိတဲ့မြန်မာနိုင်ငံသားများအတွက်သာတည်တံ့တိုးခြင်းဖြစ်ပြီးမြန်မာနိုင်ငံမှာနေထိုင်သူများအတွက်အမေရိကန်တို့ဝင်ရောက်ခွင့်ပေးပေမှုကတော့ဆက်လက်ကျဉ်းသုံးနေအောင်ပါတရားမဝင်နေထိုင်သူများ illegal stay သို့မဟုတ် တရားဝင်အခြေအနေမရှိတော့သောမြန်မာများအားခံမမ်းမရတဲ့အခြေအနေတွေကိုပြန်ပိုးမှုများပြုလုပ်နိုင်ခြင်းရှိပါတယ်။ဒါမှလည်းလက်ရှိအခြေအနေမှာတိတိကျကျပြန်ပိုးမဲ့ရည်စွယ်မဖော်ပြသေးပါဘူး။ဒါကတော့ DHS နဲ့မြန်မာအစိုးရကြားဆက်လက်ညှိနှိုင်းမှုတွေဖြစ်လာနိုင်ပါတယ်။ယခုခါမှာပြဋ္ဌာန်းထားတဲ့ visa ပိတ်ပင်မှုမှာအသေးထုတ်ပေးခြင်းနဲ့တတန်းတူခြင်းများကိုသာထိခိုက်တဲ့အတွက် American visa ရှိပြီးသောမြန်မာနိုင်ငံသားများလက်ရှိမှာ visa အောက်မီ American ထဲကိုဝင်ရောက်တော့မဲ့သူများနဲ့ visa တတန်းမကုန်သေးသောသူများပေါ်မှာတိုက်ရိုက်ထိခိုက်မှုမရှိသေးပါဘူး။ ဒါပေမဲ့အခုချိန်အမေရိကန်ကနေထွက်လာမယ်ဆိုရင်တော့ပြန်ဝင်နိုင်ဖို့ကမသေးကြတော့ပါဘူးမြန်မာကိုဗန်းဖို့စီစဉ်နေခဲ့တာပဲချိန်ကလေးကလေအမေရိကန်ဆိုရဟာ2024နောက်ပိုင်းမှာစပြီးမြန်မာပါဝင်တခြားနိုင်ငံပေါင်း12ခုကိုပြန်ပို့ရေးဆိုင်ရာဖူးပေါင်းမှုမရှိတဲ့ပုံမှာပြင်မှတ်စီရင်ထည့်သွင်းခဲ့ပါတယ်အဲဒီချိန်တွေကမြန်မာနိုင်ငံပေါ်ဗီဇာကန့်တက်ဖို့စတင်စဉ်းစားခဲ့ပြီးအခုတည်းမှာပထမဆုံးတရားဝင်တည်ပြုခြင်းဖြစ်ပါတယ်တကယ်တော့2021ခုနှစ်ကလေးကအမေရိကန်ဟာမြန်မာရဲ့ဗီဇာလျှောက်လာတွေကိုအချိန်ကြာကြာဆွဲနေတာတွေနှောင့်နှေးအောင်ပြုလုပ်တာတွေရှိခဲ့ပါတယ်။ဒီအချက်ကိုဗီဇာလျှောက်ဖူးသူတွေကောင်းကောင်းသိမှာပါ အခုတော့ကန်နေဦးမိတ်ထုတ်ပြန်ချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ပြီးနောက်ထပ်ဗမိတ်နေဆက်ထွက်လာမလဲဗ ారి ဆက်ဖြစ်မလဲစောင့်ကြည့်ရမှာပါအခုလို့ဘူးသူရရတရားအကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ပါဦးအားလုံးမေတ္တာရပျော်ရှင်ချမ်းမြေ့တဲ့နေ့ကိုပိုင်ဆိုင်နေပါစေ